မြန်မာနိုင်ငံရဲ့ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းများစဉ်ဆက်မပြတ်ရေရှည်ပွန်ပြူးတိုးတက်ရေးအတွေ့ဟိုတယ်နဲ့ခီးသွွားလိုက်ဝန်ကြီးဌာနအနေဖြင့်ခီးသွွားကဏ္ဍအတွင် လူဆွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေးအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရာရုရှားနိုင်ငံသားခီးသွားဧည့်သည်များမြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရမှာကောင်းမွန်တဲ့ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်ပြီးရုရှားဘာသာစကားအခြေခံသင်တန်းဖွင့်ပွဲခန်းနာကိုဒီနေ့မနက်ပိုင်းမှာနေပြည်တော်ရှိရွှေနန်းတော်ဟိုတယ်မှာကျင်းပရာပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းကဝန်ကြီးဌာနအနေဖြင့်ဟိုတယ်နှင့်ခီးသွားကဏ္ဍမှာလူဆွမ်းအားအရင်းမြစ်များဖွံ့ဖြိုးတိုးတက်လာစေဖို့ရည်ရွယ်ကတနိုင်ငံလုံးအတိုင်းအတာဖြင့်အဲလန်းညိုသင်တန်းများဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများအစားအစာချက်ပြုတ်ရေး းနဲ့ကြီးသောလုပ်ငန်းဆိုင်ရာသင်တန်းများနဲ့ဘာသာစကားသင်တန်းများကိုစဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်းမြန်မာနိုင်ငံရဲ့ကြီးသောဈေးကွက်ဝင်နိုင်ငံဖြစ်တဲ့ရုရှားနိုင်ငံမှရုရှားကြီးသောဧည့်သည်များလာရောက်လည်ပတ်ရမှာ၎င်းတို့နိုင်ငံရဲ့ဘာသာစကားများဖြင့်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ရုရှားဘာသာစကားဒီပလိုမာသင်တန်းများရုရှားဘာသာစကားအခြေခံသင်တန်းများနဲ့မွေးမြသင်တန်းများကိုပြည်တော်စုနယ်မြေနေပြည်တော်အပါအဝင်တာဏိတာကြီးနဲ့ပြည်내များမှဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်းမန္တလေးငရင်ကြီးဖြစ်ပေါ် ပြီးနောက်ဝန်ကြီးဌာနအနေဖြင့်ဆက်ဆက်ဝန်ကြီးဌာနများအသင်းဖွဲ့များဖြင့်ပူးပေါင်းကာဟိုတယ်နှင့်ကီးသွားကဏ္ဍအတွင်းမှဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်တုံ့ပြန်ခြင်းသင်တန်းများကိုပါဖွင့်လှစ်တင်ကြားပေးလျက်ရှိပါကြောင်း ဝန်ကြီးဌာနအနေဖြင့်မြန်မာနိုင်ငံသို့ကြီးသွားဈေးကွက်ဝင်နိုင်ငံများမှပြည်ပကြီးသွားဧည့်သည်များတိုးတက်ဝင်ရောက်လာစေဖို့အတွက်ကြီးသွားဖော်ရံများကြီးသွားပြပွဲများသို့အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့်တက်ရောက်စေလျက်ရှိရာကြီးသွားမြင့်တင်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာမှာအလုံးဝဝပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးမြန်မာရုရှားချစ်ကြည်အသင်းမှလီးဗျာဆရာတူကတင်နေဖွင့်လျာချင်းရည်ရွယ်ချက်နဲ့တင်ကြားပို့ချမဲ့ကိစ္စအများကိုရှင်းလင်းပြောကြားပြီးတင်နေနီးဗျာများအားပြည်တော်စုဝန်ကြီးကအမတ်တရလက်ဆောင်များပေးအပ်ချင်းမြင်ခဲ့ပါတယ်။အဆိုပါတင်နန်းကိုပြည်တော်စုနေမြင့်နေပြီးတော့အတွင်းရှိဌာနဆိုင်ရာများမာရဝီစီယာဥပါရတန်ဒီဖေယကောဘကအဖွဲ့မှစီစဉ်တဲ့ဝန်ထမ်းများဟိုတယ်နဲ့တဲခွေဤသားများမှဝန်ထမ်းများပါဝင်တက်ရောက်ကြပြီးတင်နန်းအားရတ္တတ၄ဘက်ကြားဖွင့်လှစ်တင်ကြားပေးတော့မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။